စစ်ကောင်စီကရွေးကောက်ပွဲလုပ်နိုင်မှုအစွမ်းကုန်ကြိုးစားနေပါတယ်ပြည်သူလူထုအများကတော့ရွေးကောက်ပွဲကိုစိတ်ငြိမ်စားကြပါဦးရွေးကောက်ပွဲထမြောက်အောင်မြင်မှာမဟုတ်ဘူးလို့လည်းချင်မဲ့ယုံကြည်နေကြပါတယ်ဒါပေမဲ့စစ်ကောင်စီကို short တွေလို့မရပါဘူးတိတိယယောက်မဆက်ကျင်ရင်သူတို့ရည်မှန်းချက်ပြစုံတရားအောင်မြင်သွားပါလိမ့်မယ်ရွေးကောက်ပွဲဟာတနိုင်ငံလုံးအတိုက်အတာနဲ့ဘယ်လိုမှလုပ်လို့မရနိုင်ဘူးဆိုတာကတော့ထင်ရှားပါတယ်ဒါပေမဲ့စစ်ကောင်စီကရတဲ့နေရာမှာလုပ်သွားမယ်လို့ကြေညာထားပါတယ်ရတဲ့နေရာမှာလုပ်ပြီးတော့ရတဲ့လောက်နဲ့အစိုးရဖွဲ့ပါလား ရတဲ့လောက်လွတ်တော်အမတ်အရေးအတွက်လည်းပဲသမရရွေးကောက်ခံထားတာတွေကိုလုပ်မှာပါလားသူတို့မှတ်တဲ့အတိုင်းဖြစ်လို့ရှိရင်လုပ်ပါလိမ့်မယ်ဆိုလိုတာကစက်ခရေးကမဲအများစုအနိုင်ရရဲ့အဲ့ဒီအစ်စ်နေအထိဆက်ပြီးတော့တက်သွားပါလိမ့်မယ်စက်ခရေးကမဲအများစုရမယ်ဆိုတာကလည်းသိချာတော့ရှိပါတယ်ဘာကြောင့်လဲဆိုတော့မရရအောင်ကိုလုပ်မှာမို့လို့ပါအဲ့လိုမရရအောင်သူတို့လုပ်နေတာကိုဟန်တာဖြက်စီးမဲ့သူဟန်တာဖြက်စီးနိုင်မဲ့သူကိုလည်းအခုထိမင်မရရမတွေ့ရသေးပါဘူး ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုတဲ့ပါတီတွေအနေနဲ့လဲသူတို့အကျိုးစီးပွားသူတို့ကိုတောင်းမှကာကွယ်နိုင်စရာမရှိကြပါဘူးသူတို့လုပ်တဲ့ရွေးကောက်ပွဲဟာ NLD ပါဝင်ခွင့်မရှိတဲ့ရွေးကောက်ပွဲပါအဲ့ဒီရွေးကောက်ပွဲမှာဝင်ပြိုင်ခြင်းလို့ခြေလှမ်းတပြင်းပြင်းဖြစ်နေကြတဲ့ပါတီတွေကိုလည်းဘယ်ပါတီကိုမှပြည်သူလူထုကမကြည့်ဖြူကြပါဘူးဒီတော့ရွေးကောက်ပွဲမလိုလားတဲ့ပြည်သူလူထုကဘယ်ပါတီကိုမှမဲပေးကြမှာမဟုတ်ပါဘူးအဲ့လိုမဲမပေးတဲ့အတွက်ကြန့်ခိုင်ရင်မဟုတ်တဲ့ပါတီတွေမဲရဖို့မျှော်လင့်ကြဟာ အလွန်နေပါတယ်2010ရွေးကောက်ပွဲမှာဥက္ကမောင်ဆွေတို့ဦးသိန်းညွန့်တို့ရကြတော့ကိုတောင်မှရဖို့မလွယ်ပါဘူးချက်ခံရေးပါတီဝင်တွေကတော့ချက်ခံရေးကိုမဲပေးကြပါလိမ့်မယ် non cdm ဝန်ထမ်းတွေကလည်းချက်ခံရေးအတွက်မဲထည့်ဖို့ပြားပေးတာတွေရှိပါလိမ့်မယ်ဒါအပြင်မှာချက်ခံရေးပါတီအနိုင်ရဖို့အတွက်ငွေပေးပြီးမဲဝယ်တာမျိုးတွေကိုလည်းအရင်ဆုံးကလိုပဲလုပ်ပါလိမ့်မယ်ဝေပုံအောင်ရင်းနှီးမြှုပ်နှံပြီးတော့2010 2015တုန်းကလုတ်တလို့လုတ်မှာပါဒီတစ်ခါမှာတော့ ရွေးကောက်ပွဲသာအောင်အောင်မြင်မြင်ကျင်းပခွင့်ရရင်2010မှာတုန်းကထက်တော့ကြက်ခိုင်ရေးအနိုင်ရဖို့ပိုလွယ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူတို့ခြေသူတို့လက်နဲ့သူတို့လှုပ်ချင်လို့လို့လှုပ်ကြမယ်တစ်ဖက်သက်လှုပ်ပွဲကြီးမို့ပါ။ဒီတော့စစ်ကောင်စီရဲ့ခြေလှမ်းကရွေးကောက်ပွဲကိုရတဲ့နေရာမှာရကြောင်နဲ့လှုပ်မယ်။သူတို့အတွက်ကမဲယုံထောင်နိုင်ရင်ရပြီဆိုတဲ့သဘောပဲ။လူတွေကမဲမပေးလဲမဲပေးပါရဲလို့ပြောပြီးတော့သူတို့နိုင်ရချောင်းပြင်ညာလိုက်မယ်ဆိုတာယုံမတန်တရားဖြစ်စရာမရှိပါဘူး။ပြည်သူလူထုကဒီလောက်တောင်မှမုံတီး အော်နှလုံးနာတဲ့2008အခြေခံဥပဒေဆိုတာကိုတောင်းမှ92တက်တမ400ခိုင်တုန်းကထောက်ခံပါတယ်လို့ပြောသွားသေးတာကိုကြည့်ပါ2008အခြေခံဥပဒေဆန္ဒခိုင်ပွဲမှာရော2010ရွေးကောက်ပွဲမှာပါတင်ပြီးသားလူတွေကိုပါမဲပေးခိုင်းတာမျိုးကိုလည်းသူတို့လုတ်ခဲ့ကြသေးတယ်ဆိုတာလူအများမှတ်မိကြအောင်ပါပါအခု PR စနစ်ဆိုတာကိုလည်းစွအတီးပြုတ်ပြီးပါပြီသူတို့မဲအနိုင်ရဖို့အတွက်ဘာမဆိုလုတ်တော့မယ်ဆိုတာတန်တရားဖြစ်เสียလုံးဝမရှိပါဘူးတော်လိုင်းသမားနဲ့ပြည်သူလူထုတွေအနေနဲ့စစ်ကောင်စီကို ရှော့တွက်လို့မရဘူးလို့ပြောတာအကြောင်းရှိပါတယ်။ရှော့တွက်ရင်တို့ရင်မှန်းချက်အောင်မြင်သွားမယ်လို့ပြောတာဟာအကြောင်းရှိပါတယ်။အနိကဆုံးဥပမာတစ်ခုကိုထုတ်ပြပါမယ်။စစ်မှုထမ်းဥပဒေဟာဘယ်နည်းနဲ့ကြည့်ကြည့်လုံးဝတရားမျှတမှုမရှိတဲ့ဥပဒေပါ။အဲ့ဒီဥပဒေကိုဘယ်ပြည်သူမှလည်းမကြိုက်ပါဘူး။တော်လိုင်းရေးအဖွဲ့တွေကလည်းလုံးဝလက်မခံပါဘူး။ဒါပေမဲ့အဲ့ဒီစစ်မှုထမ်းဥပဒေအတီးမဖြစ်အောင်အလုံးမဖြစ်အောင်ဘယ်လိုတိုက်ဖြတ်မလဲဆိုတဲ့ဗျူဟာမျိုးဘယ်တော်လိုင်းရေးအဖွဲ့အစည်းမှမရှိခဲ့ပါဘူး။ ဘလို့ပုံစံနဲ့ဘလို့တိုက်ဖြတ်မယ်ဆိုတာကိုဘယ်သူမှတိတိကျကျစီမံကိန်းချမှတ်လောက်ဆောင်တာမျိုးမရှိခဲ့ပါဘူး။ကြင်ညာချက်ထုတ်ကန့်ကွက်တာလောက်နဲ့ပဲတင်းတိမ်ခဲ့ကြပါတယ်။အကျိုးရလဒ်ကတော့စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေကိုကောင်းကောင်းကြီးအကောင့်ထဲပေါ်လို့ရသွားပါတယ်။တော်လိုင်းရေးအတွက်အလွန်ကြီးမားတဲ့အနစ်နာဆုံးရှုံးမှုကြီးဖြစ်သွားခဲ့ပါတယ်။မြို့သိမ်းတိုက်ပွဲတွေတချို့ထက်တောင်မှအာရမစစ်မှုထမ်းဥပဒေပြတ်အောင်ဖျက်ရေးကပို့ပြီးတော့အရေးကြီးတယ်ဆိုတဲ့အချက်ပေါ်မှာတော်လိုင်းရေးသမားတွေဘက်ကလေးလေးနက်နက်မရှိခဲ့ကြပါဘူး။လေးလေးနက်နက်မရှိတဲ့အတွက်ဘလို့ခုခံတိုက်ဖြတ်မှုမျိုးကမလုံနိုင်ခဲ့ကြပါဘူး။ တနင်္ဂနွေတိုင်းတာနဲ့စစ်မှုထမ်းဥပဒေကိုတိုက်ဖြတ်ဖို့ဒီဟာချက်မှတ်လုတ်ဆောင်တာမျိုးကိုဘယ်တော်လိုင်းရဲ့အဖွဲ့အစည်းကမှမလုတ်ခဲ့ကြပါဘူးအဲ့ဒီတိုက်ပွဲမှာတော်လိုင်းရဲ့အဖွဲ့အစည်းတွေဟာမတိုက်ဖဲနဲ့ရှုံးနေသွားခဲ့ကြပါတယ်မတိုက်ဖဲလက်ပတ်ကြည့်နေလို့ရှုံးသွားခဲ့ကြတာပါတိုက်ပြီးအင်းအားမမြလို့ရှုံးရတာကဘာပဲဖြစ်ဖြစ်ဂျင်းနဲ့စရာကောင်းပါလေဦးမယ်အခုတော့မတိုက်ဖဲထိုင်ကြည့်နေလို့ရှုံးနေပွဲဖြစ်သွားပါတယ်စစ်ကောင်စီဟာအလွယ်တကူနဲ့အနိုင်ယူသွားခဲ့ပါတယ်ပြည်သူလူထုဟာအကာအကွယ်မဲ့ဟာလာဟင်းလင်းကြီးရင်စည်းခံလိုက်ရပါတယ်အဲ့တော့ ပုံပုံလင်းလင်းဝေဖန်ရတဲ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီအနိုင်ရပါတယ်။တော်လိုင်းဘက်ကရှုံးပါတယ်။အရှုံးကိုအရှုံးလို့ဝန်ခံရဖို့လိုပါတယ်။ဒါမှသာနောက်ထပ်မရှုံးအောင်ပြုပြင်နေမှာပါ။ရှုံးရတာပြည်သူလူထုကြောင့်မဟုတ်ပါဘူး။ခေါင်းဆောင်တွေဘက်ကအားနည်းလို့သာရှုံးရတာပါ။ပြည်သူကအလိုလိုပောက်ကွဲထွက်လာမလားဆိုပြီးတော့ခေါင်းဆောင်ပိုင်းကထမ်းကြည့်နေခဲ့ကြပါတယ်။ပြည်သူကရှေ့ကထွက်လို့ရှိရင်နောက်ကနေနောက်မီဆွဲပြီးလိုက်ဖို့အသက်ဆောင်နေကြတယ်လို့ဖြစ်နေခဲ့ပါတယ်။ပြည်သူကရှေ့ဆောင်ပြီးတော့သူတို့ဘာသာဖတ်မလာနိုင်တော့နောက်မီဆွဲချင်တဲ့သူတွေလည်းဆွဲလို့မရလိုက်ပါဘူး။ ပြည်သူတွေမှာကဝင်တော့ဝင်ဖို့ကတိတ်ပိနေပါတယ်။စစ်ရဲ့ဝင်တော့ဝင်ဖို့စစ်ပွားရေးဝင်တော့ဝင်ဖို့တွေကမတန်တဆလေးလံနေပါတယ်။ပြီးတော့စစ်မှုထမ်းဥပဒေရဲ့ပြည်သူအပေါ်အကျိုးသက်ရောက်မှုကမညီညာပါဘူး။တချို့ပြည်သူတွေအတွက်မလူးတာမလွတ်တာမရှောင်တာမတိမ်တာဂျောင်းပိတ်ရိုက်တာခံရတဲ့အခြေအနေဖြစ်ပေမဲ့တချို့ပြည်သူတွေနဲ့ကတော့ဓာတ်ရိုက်မသက်ဆိုင်ပဲကျွတ်နေပါတယ်။အဲ့ဒါလိုအခြေအနေမျိုးမှာဥဆောင်သူတွေရဲ့ညွန်ကြားချက်မပါပဲလူလူရဲ့စနစ်ကျတဲ့လှုပ်ရှားခုခံမှုမျိုးဖြစ်လာဖို့မလွယ်ပါဘူး။အဲ့ဒါကြောင့်လဲရှုံးခဲ့ပါတယ်။ စစ်ကောင်စီအသက်ဆက်ရှင်သန်နိုင်သေးတာကစစ်မှုထမ်းဥပဒေနဲ့လေရင်သုံးဘုံကျဲမှုတွေကြောင့်ပါအဲ့ဒီနှစ်ခုမှာတစ်ခုခုလုံးဝအလုံးမဖြစ်တော့ရင်တောင်မှစစ်ကောင်စီဆက်လက်ရှင်သန်မှုခက်ခဲတဲ့အနေထားပါအခုတော့ပြည်သူကိုအတင်းအဓမ္မဖမ်းဆီးပြီးတော့ပြည်သူကိုပြန်တိုက်ခိုင်းတဲ့အဖြစ်အပျက်ဖြစ်ပေါ်နေပါတယ်စစ်မှုထမ်းအဓမ္မခေါ်တဲ့လုပ်ရဟာသိအောင်မြင်လို့80တိုးပြီးတော့အသက်65နှစ်အထိရက်ရွာကာကွယ်ရေးလုပ်ခိုင်းမယ်ဆိုတဲ့အကြံစီစတင်နေပြန်ပါပြီဒီခါမှလည်းတော်လိုင်းအဖွဲ့အစည်းတွေကဘာမှလက်တွေ့ကြကြဆန့်ကျင်တိုက်ဖြတ်ဖို့ကြိုးစားတာမျိုးကိုမတွေ့ရသေးပါဘူး အခုဒီအခြေအနေကိုကြည့်ရင်စစ်ကောင်စီရဲ့ဆောင်ရွက်ချက်ဟာအောင်မြင်အောင်တော့မှာပဲလို့ယူဆရပါတယ်နောက်တစ်ခါလာမယ့်စိန်ခေါ်မှုကအားလုံးသိကြတဲ့ရွေးကောက်ပွဲပါရွေးကောက်ပွဲလုပ်မယ်လို့စစ်ကောင်စီကပြောနေတာကြားလာပါပြီတော်လိုင်းအဖွဲ့အစည်းတွေသိနေတာလည်းကြားလာပါပြီဒါပေမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘလို့တုံ့ပြန်မယ်ဆိုတဲ့ဆွေးနွေးပြောဆိုချက်တွေကိုမကြားရတော့ပါပဲဘလို့တင်ကြပြီပါလေချက်မှတ်ထားတယ်ဆိုတာကိုလည်းမသိရပါဘူး ဘာမှစဉ်းစားမထားဘာမှအစီအမံကိန်းချမထားဘာမှပြွာချမထားပဲနဲ့အနာရောက်တော့မှဖြစ်လာတဲ့အပေါ်မှာကြည့်ပြီးတော့ကြုံတလို့ဖြည့်ရှင်းသွားမယ်လို့စဉ်းစားရင်တော့ရှုံးပါလိမ့်မယ်ရှုံးလိုက်လိမ့်မယ်ဆိုတာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီကြံစီအကွက်ချထားတာတွေအလုံးအောင်မြင်သွားလိမ့်မယ်လို့ပြောချင်တာပါမဲယုံပူတွေကိုချင်းချောက်ရောမဲယုံတို့ကိုဖောက်ခွဲတာမျိုးတွေလုံယုံနေတော့ရွေးကောက်ပွဲမပြတ်ပါဘူးလူလူကိုယ်တိုင်ပါဝင်တဲ့နီးတနီးနီးနဲ့ကန့်ကွက်လှုပ်ရှားမှုရှိမှသာလေအောင်အောင်မြင်မြင်ဟန်တားနိုင်မှာဖြစ်ပါတယ် ဒီကိကောက်ပွဲကိုငါတို့စိတ်ဝင်စားဘူးပြည်သူကလည်းစိတ်ဝင်စားဘူးဘယ်သူမှလည်းစိတ်ဝင်စားတော့ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ပို့ပေါ်တွေ့ရမှာပါလိမ့်မယ်ပြည်သူရဲ့ဘဝကအနာကပ်ပြီးတော့နောက်ကျောကိုတနက်နဲ့အထောက်ခံထားရတဲ့ဘဝပါဘယ်သူမှမလိုက်ချင်ပဲစစ်မှုထမ်းဖို့လူငယ်တောင်းချီပြီးတော့ပါသွားတာကိုသတိရကြဖို့လိုပါတယ်လူသားတိုင်းလောက်တာထက်တောင်မှပိုဆိုးပါတယ်တနက်ပြီးပြီးတော့ပြန်တိုက်ခိုင်းနေတာပါပြည်သူကိုပြည်သူနဲ့ပြန်တိုက်ခိုင်းနေတာပါဘယ်သူတင်တယ်သူတို့ကဝမ်းနဲ့မှမဟုတ်ပါဘူးတစ်ချိန်တည်းမှာပဲရွေးကောက်ပွဲအတွက်နှက်ကြောင်းပေးတဲ့ ငိမ့်ချရဲ့တရားဟောပြောတဲ့နေကိုလည်းကြည်ကြည်လောင်လောင်ကြားလာရပါတယ်။သူတို့ပြောကြတဲ့စကားကိုအရင်တိုင်းတချို့ကိုကျွန်တော်ပြန်ပြောပြပါမယ်။စစ်ဖြစ်စေခြင်းတဲ့သူတွေကပြည်ပရောက်မြန်မာတွေနဲ့နေဆက်ကမြန်မာတွေကပဲဖြစ်ချင်တာ။ပြည်တော်မှာနေတဲ့မြန်မာပြည်သူပြည်သားတွေကတော့ဘယ်သူမှစစ်မဖြစ်ချင်ကြဘူး။ပြည်တော်မှာရှင်တန်နေထိုင်ရတဲ့ပြည်သူတွေအနေနဲ့ရေဘေးတစ်ခုခံရတာကတမျိုးစားစရာမရှိတာကတမျိုးလက်စင်မီမရှိတာကတမျိုးကြောင့်ဘယ်သူမှစစ်ဖြစ်တာကိုမလိုလားဘူးလို့သူတို့ကပြောကြပါတယ်။နေဆက်ကလူတွေနဲ့ပြည်ပကလူတွေက မြောက်မြင့်ပေးနေလို့သာစစ်ဟာမဖြစ်ထိုက်ပဲဖြစ်နေရတဲ့သဘော ပြောဆိုကြပါတယ်ဒီစကားဟာပြည်သူလူထုကိုစော်ကားရောက်တဲ့စကားပါဒါပေမဲ့ပြည်သူလူထုဟာငြိမ်းချမ်းရေးကိုအစီအမဲလိုလားတယ်ဆိုတာကတော့အမှန်ပါပဲပြည်သူလူထုဟာစစ်ကိုမုန်းတယ်ဆိုတာကလည်းအမှန်တရားပါပဲကိုဘာသာအေးအေးချမ်းချမ်းလောက်ကန်စားတော့နေနိုင်လို့ရှိရင်ပြည်သူကကျဉ်ညက်နေတာပါဒါပေမဲ့အခုချိန်မှာပြည်သူလူထုကစစ်ကိုတော်လှန်ရေးကိုမလိုလားဘူးဆိုတာကတော့မမှန်ပါဘူးပြည်သူလူထုဟာမလွဲမရှောင်တာတဲ့အခြေအနေကြောင့် စစ်နဲ့ဒေါ်လာရေးကိုလိုလားထောက်ခံနေကြပါတယ်။ပြည်သူလူထုဟာစစ်ကိုအတက်နိုင်ဆုံးရှောင်ရှားနိုင်တယ်မြတ်အရှိကာလမှာရှောင်ရှားခဲ့ကြပါတယ်။အဲ့လိုရှောင်ရှားဖို့ကြိုးစားခဲ့ကြတယ်ဆိုတာကိုလည်းကျွန်တော်တို့လက်တွေ့မြင်ခဲ့ကြရပြီးဖြစ်ပါတယ်။စစ်အုပ်စုဟာနာဂတ်မွန်တိုင်းကြီးတိုက်လို့လူပေါင်းတသိန်းခွဲလောက်တိတ်ကြီးကြတဲ့အချိန်မှာတောင်မှလူထုဆန္ဒခံယူပွဲဆိုတာကြီးကိုအတင်းအဓမ္မလုပ်ပြီးတော့2008အခြေခံဥပဒေကိုဇွတ်အတည်ပြုခဲ့ပါတယ်။ဒီလောက်နာဂတ်မွန်တိုင်းကြီးတိုက်လို့လူတွေတိတ်ကြအကျကြဘဝပြတ်ကြ အုံးမဲ့အိမ်မဲ့ဖြစ်နေကြတာတောင်မှပြည်သူလူထုရဲ့69ရာခိုင်နှုန်းကမဲပေးခဲ့ကြတယ်လို့အချက်ကင်းမဲ့ဆိုတာကြေညာခဲ့ပါတယ်။မဲပေးရမှာလဲ63.4ရာခိုင်နှုန်းကထောက်ခံမဲပေးခဲ့တယ်လို့တောင်မှမျက်နှာပြောင်ပြောင်နဲ့ပြောခဲ့ကြပါတယ်။ဒီလိုရဟာပြည်သူလူထုအတွက်အလွန်ခံပြင်းဒေါသထွက်စရာဖြစ်ပျက်ကြီးပါ။ဒါပေမဲ့ပြည်သူတွေသိခံခဲ့ကြပါတယ်။စစ်မဖြစ်ချင်လို့ပါ။ငင်းငင်းချမ်းချမ်းနဲ့ပြီးချင်လို့ပါ။အဲ့ဒီ2008အချိန်ကဥပဒေအောက်ကိုဒေါက်ဆန်စုကြည်ဝင်သွားခဲ့ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်ရေးဝန်ကြီးဌာနငွေကြေးရေးဝန်ကြီးဌာနတွေကိုချုပ်ကန်ပြီးတော့တနက်မိုးထားတဲ့အောက်မှာ ရသလောက်ယူမယ်ဆိုတော့အတွေ့နဲ့ဝင်သွားတာဟာအလွန်အမင်းလျှော့ပေးလိုက်ရောခဲ့တာပါဒါဟုတ်တော့မှပြည်သူတွေကသိခံခဲ့ပါတယ်စေအောင်စုလောက်တာတွေကိုကြိုက်လို့လက်ခံနေတာမဟုတ်ပါဘူးစစ်မဲ့မဖြစ်ပွားပဲနဲ့ငိမ့်ချတဲ့နေနဲ့ဖြည့်ရှင်းလို့ရကောင်းရနိုင်လောက်တယ်လို့တွေးပြီးတော့သိခံခဲ့ကြတာပါဒါလောက်သိခံလျှော့ပေးထားတဲ့ဂျားတွေကလောဘမတက်နိုင်ပဲနဲ့အာနာထသိမ့်လို့သာဒီနေ့ဒီအချိန်တွေကိုစိုက်အောင်နေတာပါဒါတော့မှချက်ချင်းထပြီးတော့တော်လှန်ပုံကံတာမဟုတ်ပါဘူး။ငင်းချမ်းတဲ့ဒီနဲ့ဆန္ဒပြခဲ့ကြပါလေ။လူပေါင်းတန်းနဲ့ချီပြီးတော့ဆန္ဒပြခဲ့ကြပါလေ။အဲ့ဒီဆန္ဒပြတဲ့သူတွေကို ရရဆက်ဆက်ခေါင်းတက်တဲ့အချိန်တွေပြစ်ခတ်ခဲ့ကြပါတယ်။ဒါကြောင့်တော့လူလူပါမခံနိုင်တော့တဲ့အဆုံးမှာလက်နက်ကင်ဒေါ်လာရေးဆင်နွှဲရတာပါ။နိုင်ငံခြားရောက်မြန်မာတွေနေဆိုင်ရောက်မြန်မာတွေမြောက်ပေးတိုင်းလိုက်လို့ရတော့အောင်ပြည်ရနေတဲ့ပြည်တွေကမအားကြပါဘူး။သူတို့ကိုယ်တိုင်မခံစားရရင်ဘယ်သူမှတိုက်တွန်းလို့ပြည်သူလူထုကစစ်ထမတိုက်ပါဘူးစစ်ကိုမထောက်ခံပါဘူးပြည်သူလူထုဟာဘယ်အချိန်မှပဲဖြစ်ဖြစ်ငြင်းငြင်းချမ်းချမ်းပဲနေချင်တယ်ဆိုတာအမှန်ပါပဲစစ်ကိုမလိုလားပါဘူးဘယ်ပြည်သူမှမလိုလားပါဘူး ဒါပေမဲ့အခုဘာလို့ပြည်သူတွေကဒေါ်လာစစ်ကိုထောက်ခံနေကြတာလဲပြည်သူတွေဒုက္ခရောက်လာပါပြီစစ်ကိုရက်ကြပါတော့လို့ပြောနေတဲ့သူတွေခဏလောက်စဉ်းစားကြည့်ကြပါငင်းချဲရဲကိုအမြဲလိုချင်နေဆိုတော့ပြည်သူကဘာကြောင့်စစ်ကိုထောက်ခံနေတာလဲပြည်သူကမထောက်ခံပါဘူးတော်လိုင်းသမားနဲ့နိုင်ငံရေးသမားတွေကပဲထောက်ခံနေကြတာပါလို့မပြောပါနဲ့တော်လိုင်းသမားတွေကိုဗတ်စီတွေနဲ့ကြိုးစုံနေကြတဲ့ပြည်သူတွေကိုမြင်တွေ့နေရပါတယ်တော်လိုင်းသမားတွေကိုနေ့စဉ်လိုလိုချက်ပြုတ်ကျွေးမှုနေတဲ့ပြည်သူတွေရဲ့တရင်ကိုကြားနေရပါတယ်တော်လိုင်းသမားတွေကိုထောက်ပံ့လှူဒါန်းနေတဲ့ပြည်သူတွေကိုလည်းကြည်နိုင်သိနိုင်ကြပါတယ် စစ်ကိုပြည်သူကဘာကြောင့်ထောက်ခံတယ်လဲဆိုတာသိရှင်းပါတယ်။ငင်းငင်းချမ်းချမ်းဆန္ဒပြတဲ့လူတွေကိုပစ်ခတ်လို့တိုင်းပြည်တစ်ခုလုံးစီးပွားရေးချွတ်ချုံကြပြီးတော့လူလူစုကလာလဝကြီးအောင်ချမ်းသာနေလို့တိုင်းပြည်တစ်ပြည်လုံးကန်ဆာတိုင်းပြည်ကြီးဖြစ်နေတဲ့အထိအဖက်ဖက်ကပျက်စီးနေလို့လူငယ်တွေအတွက်ပညာရေးစနစ်ကြီးဟာအဖက်ဆက်မရလောက်အောင်နှိမ့်ချနေလို့ပြည်သူတွေစိတ်မကုနိုင်လောက်အောင်ကျမကြီးစနစ်ကြီးကပျက်စီးနေလို့ပတ်စံရှိတဲ့တောင်မှမြန်မာနိုင်ငံမှာစိတ်မကုရဲပဲနဲ့နိုင်ငံခြားထွက်စိတ်ကုနေရတဲ့အထိကျမကြီးစနစ်ကြီးကပျက်စီးနေလို့ဆရက်ပျက်စီးခြင်းအဖုံဖုံက ကတ်ဆိုင်တယ်လို့စိုက်နေလို့သာပြည်သူကစစ်ကိုထောက်ခံနေကြတာပါအလုံးစုံပြတ်သုံးခြင်းဆိုတာမြန်မာနိုင်ငံမှာစစ်မဖြစ်ခင်ကတည်းကဖြစ်နေပြီးသားပါနှစ်ပေါင်း60 90ကျောင်းအဖြစ်စီခံထားရတဲ့တိုင်းပြည်ဟာဒေါအောင်ဆန်းစုကြည်ငါးနှစ်တက်တန်းလောက်မှာပြင်စီုံနဲ့ဘာမှပြန်ပြီးတော့မထူထောင်နိုင်ပါဘူးပြည်သူလူထုကစစ်ကိုမလိုလားပါဘူးဒါပေမဲ့စစ်ကိုထောက်ခံအားပေးတဲ့အချိန်တွေတမိုင်းမှာလည်းရှိခဲ့မှုပါတယ်ဥပမာဂျပန်ဒေါ်လာရေးပါစစ်ကြောင့်ပြည်သူတွေဒုက္ခရောက်ပါတယ်ဒါပေမဲ့ဂျပန်ဒေါ်လာရေးကိုပြည်သူတွေထောက်ခံပါတယ်ဒေါ်လာစစ်ကိုထောက်ခံပါတယ် ဘာကြောင့်လဲဆိုတော့တော်လန်စစ်မဖြစ်ရင်ပူဆိုးမှာကိုတင့်နေလို့ပါအခုလည်းပြည်သူလူထုကတော်လန်စစ်ကိုထောက်ခံနေတာတော်လန်ရင်မအောင်မြင်ရင်နောက်နှစ်ပေါင်း90 100ထက်မနည်းအောင်ဒုက္ခအကြီးကျယ်ဆက်လက်ပြီးတော့ရင်ဆိုင်ကြရလေအောင်မယ်ဆိုတာကိုတင့်နေကြလို့ပါဂျပန်ကိတုံကလည်းဂျပန်အုပ်ချုပ်တာကိုအသာငိမ့်ခံနေလိုက်လို့ရှိရင်ပြီးတာပဲမဟုတ်လား။ဘာလို့ပြည်သူတွေကအသက်ဆုံးရှုံးခံပြီးတော့တော်လန်နေကြတာလဲလို့များစဉ်းစားကြဘူးပါလား။တော်လန်စစ်ဟာစနစ်ကြီးကိုဖြိုဖျက်နေတာပါ။အဲ့ဒါတို့တော်လန်စစ်နဲ့ဖြိုဖျက်နေချိန်မှာကြမ်းတမ်းခက်ခဲတာဟာအမှန်ပါပဲ။အဲ့ဒါလို့ခက်ခဲတာဟာဓမ္မတာပါပဲထုံးစံပါ။ဒါပေမဲ့ စနစ်ဆိုးကြီးကိုဖြိုဖျက်နိုင်ရင်အားလုံးကောင်းသွားနိုင်မယ်ဆိုရဲမျောလင့်ချက်နဲ့လူငယ်တွေကတော်လန်စစ်ကိုဆင်နွှဲနေပြီးတော့ပြည်သူတွေကလည်းတော်လန်စစ်ကိုထောက်ခံနေကြတာပါအခုလမ်းခွလရောက်နေပါပြီခီးတချို့လည်းပောက်ခဲ့ပါပြီဒီအချိန်လေးရောက်ပြီကမှစစ်ဆိုတာမကောင်းပါဘူးစစ်ဆိုတာနှစ်ဖက်စလုံးပျက်စီးကျေပြုံးတာပါပဲပျော်ကြပါတော့လို့ပြောနေတာဘယ်သူအကျိုးရှိဖို့ပြောနေတာလဲဆိုတာတိတိကျကျစဉ်းစားကြဖို့လိုပါတယ်စစ်ကောင်စီရှုံးရိပ်ပေါ်တော့မှစစ်ဆိုတာမကောင်းပါဘူးစစ်ဆိုတာအနှိမ့်ထားရုံနဲ့ပဲတဲဆောင်လာတာမို့လို့တော်ကြပါတော့ဆိုတာဘယ်သူအကျိုးအတွက်ပြောနေတာပါလဲ လူငယ်လေးတွေရဲ့ပေးထားတဲ့အသက်ဆုံးရှုံးထားတဲ့နင့်နာမှုတွေကိုလက်လျူရှိပြီးတော့အာနာမသိငင်ကအခြေအနေကိုပြန်သွားကြပါစို့၂၀၀၈အချိန်ကဥပဒေကြီးအောင်မှာအသက်ရှည်ရှည်ခင်ခင်မင်မင်လက်ရည်တပြင်းဒီစားကြပါစို့ဆိုတဲ့ငင်းချမ်းရေးတရားဟာဘုသူ့အတွက်တရားလေလို့မေးရပါလိမ့်မယ်။ဒါအပြင်ပြည်သူလူထုသိပြက်လောက်အောင်၆လန့်နေတဲ့၆လုံးမျိုးတွေကလည်းရှိပါတယ်။အဲ့ဒါကတော့စစ်တပ်မရှိလို့မဖြစ်ဘူးဆိုတဲ့စကားပါ။ ဲ့ဒီစကားကိုအခုထိပြောနေကြတော့မှာအထူးသဖြင့်ရွေးကောက်ပွဲဝင်မဲ့ပါတီတွေဘက်ကအဲ့ဒီစကားကိုအများဆုံးပြောကြပါတယ်သူတို့ပဲလားဆိုတော့မဟုတ်ပါဘူးနိုင်ငံတကာကအကြံပေးဆိုသူတွေနိုင်ငံတကာပညာရှင်ဆိုသူတွေကလည်းပြောကြပါတယ်စစ်တပ်မရှိရင်ဒီတိုင်းပြည်ကြီးဟာလက်နက်ကင်အဖွဲ့အစည်းပေါင်းများစွာနဲ့သူတို့လူငါတမင်းဖြစ်သွားလိမ့်မယ်မင်းမဲ့အတိုင်းပြည်ကြီးဖြစ်သွားလိမ့်မယ်လို့ပြောနေကြပါတယ်အဲ့ဒီပြောစကားကိုလက်ခံယုံကြည်နေကြသူတွေထဲမှာလက်နက်ကင်တော်လိုင်းရေးလုပ်နေတဲ့အဖွဲ့တချို့တောင်းမှပါနေကြတာမျိုးရှိပါတယ်တကယ်တော့ဒါဟာတော်လိုင်းရေးလုပ်နေတဲ့လူတွေကိုပြည်သူလူထုကိုအထင်သေးအမြင်သေးပြောတဲ့စကားပါ ဒေါ်လာရေးအဖွဲ့အစည်းတွေအနေနဲ့ကိုကိုကိုပြန်မေးကြည့်ကြပါဒေါ်လာရေးအောင်မြင်ပြီးရင်လက်နက်ကြိုက်ထားတဲ့ခင်ဗျားတို့ကပြည်သူလူထုကိုနှိပ်စက်ကြမဲ့လူတွေလားခင်ဗျားတို့ဟာတစ်ဖွဲ့နဲ့တစ်ဖွဲ့အာဏာလုပိတ်ခတ်တပ်ဖြတ်နေကြမဲ့သူတွေလားအခုခင်ဗျားတို့ကိုအဲ့ဒါလိုထင်နေရတယ်အဲ့ဒါလိုမထင်အောင်အဲ့ဒါလိုမဖြစ်အောင်ခင်ဗျားတို့လုံးမပြနိုင်ကြဘူးလားခင်ဗျားတို့ဒေါ်လာရေးသမားတွေကိုဂျဘုတ်တခုတွေလိုဓမြတွေလိုထင်နေလို့အဲ့ဒါလိုစကားမျိုးကိုငြိမ်းချမ်းရေးသမားတွေနဲ့နိုင်ငံတကာကပညာရှင်ဆိုတဲ့သူတွေက ပြောနေကြတယ်ဆိုတာသတိပြုမိကြပါရဲ့လား စီလုံးညီညွတ်ကိုပြိုကွဲနေပြီးတော့အစိတ်စိတ်အမွှားမွှားဖြစ်နေရင်တော့အဲ့လိုအခြေအနေမျိုးကိုဆက်ရောက်ကောင်းဆက်ရောက်သွားတာမျိုးဖြစ်နိုင်ပါတယ်အဲ့ဒါကြောင့်တပ်ပေါင်းစုဖွဲ့ဖို့ဟာတိတ်အရေးကြီးတယ်လို့နိုင်ငံရေးသမားတွေကအထက်ထက်အခါခါပြောနေတာပါအားလုံးပါဝင်တဲ့စုစည်းညီညွတ်တဲ့တပ်ဦးပေါ်ပါဖို့တိတ်အရေးကြီးနေပါတယ်အဲ့ဒါဟာတော်လှန်ရေးအတွက်အဆုံးဖြတ်ပါ energy အမျိုးသားညီညွတ်ရေးအစိုးရအောက်မှာအားလုံးဝင်ကြဆိုတဲ့နီးနဲ့အားလုံးစုစည်းညီညွတ်တဲ့တပ်ပေါင်းစုချင်းမဖြစ်နိုင်ပါဘူးအဲ့လိုဖြစ်လာဖို့ energy စူးစမ်းလာတာ၄နှစ်နေပါရှိပါတယ်ဘယ်သူမှလည်း မကန့်ကွက်မတားဆီးကြပါဘူးဖြစ်အောင်လုပ်နိုင်မလားဖြစ်နိုင်ချေရှိမလားဆိုတာကိုစောင့်ကြည့်ပေးခဲ့ကြပါတယ်ဒါပေမဲ့ဖြစ်မလာပါဘူး NUG အမျိုးသားညီညွတ်ရေးအစိုးရအောက်မှာအားလုံးဝင်ကြဝင်တဲ့သူသာပေါင်းမယ်ဆိုတဲ့နီးနဲ့လှုပ်ဆောင်တဲ့အခါမှာမအောင်မြင်ပါဘူး NUG နဲ့လုံးဝအကျွမ်းမဲ့ပူးပေါင်းလာဆိုလို့ KIA တစ်ဖွဲ့ပဲရှိပါတယ်။ NUG နဲ့ KIA ကတော့ဘယ်သူကဆရာဘယ်သူကတပည့်ဆိုတာခွဲခြားမရတော့အောင်တသားလေးရှိပါတယ်။ဒါကပုံမလင်းလင်းပြောတာပါ။ကျန်တဲ့ K2C ကလည်းစီရေးပူးပေါင်းဆောင်ရွက်မှုတွေကိုတက်တက်ကြွကြွလုပ်ကြပါတယ်။ ါတောင်မှ KNU ထဲမှာအမျိုးမျိုးဖြစ်နေသေးတယ်ဆိုတာကိုအားလုံးသိကြပါတယ်ဒီလောက်နဲ့တော့တော်လိုင်းရေးအောင်မြင်ဖို့အဆင်သင့်မဖြစ်သေးပါဘူးအခုနိုင်ငံကပညာရှင်ဆိုသူတွေစည်ရေးသုံးသပ်သူဆိုသူတွေကစစ်ကောင်စီကိုတော်လိုင်းရေးကနိုင်မှာမဟုတ်ဘူးလို့ပြောနေကြတာဟာညီညွတ်တဲ့တပ်ပေါင်းစုမရှိလို့ပြောနေကြတာပါသူတို့ကဘိုးပြက်သွားလို့မဖြစ်ဘူးလို့ပြောနေကြပါတယ်။ဆိုလိုတာကစစ်တပ်ရဲ့ဘိုးချုပ်ကင်မှုပြက်သွားလို့မဖြစ်ဘူး။ဘိုးပြက်သွားရင်စစ်တပ်ပြက်သွားရင်သူတို့လူငါတမင်းဖြစ်ပြီးတော့တယောက်နဲ့တယောက်တက်ကုံဖြတ်ကုံသွေးချောင်းစီးကုံကြလိမ့်မယ်လို့အစိုးမြင်နဲ့သုံးသပ်နေကြပါတယ်။ အဲ့ဒါလိုသုံးတက်နေကြတာကတော်လိုင်းရဲ့ဘက်မှာဘ ਹੁ မရှိလို့ပြောနေကြတာပါစစ်တပ်ရဲ့ဘ ਹੁ ပြက်ရင်ငါတို့ရဲ့ဒီလိုဘ ਹੁ နဲ့အစားထိုးမယ်လို့ပြနိုင်ရင်တို့အဲ့ဒါလိုစကားမျိုးပြောလို့မရပါဘူးစစ်ကမကောင်းဘူးစစ်ကိုဆန့်ကျင်တယ်လို့ပြောနေကြတဲ့သူတွေစစ်ကိုတော်ပါတော့လို့ပြောနေကြတဲ့သူတွေလည်းအများပြားထွက်ပုံနေပါတယ်စစ်လို့ပြောတာဟာလူကြောက်အောင်ပြောနေတာပါတကယ်တော့သူတို့ပြောကျင်တာကတော်လိုင်းရဲ့ကိုရက်ခိုင်းနေတာပါအဲ့ဒီစစ်ကိုဘယ်သူတွေကြောက်ကြပါလဲတော်လိုင်းရဲ့ကိုဘယ်သူတွေကြောက်ကြပါလဲတော်လိုင်းစစ် ပုံကန်စစ်ကို မဖြစ်စေချင်ဆုံးသူတွေကတော့နံပါတ်1လက်ငင်းအုပ်ချုပ်권ရနေတဲ့သူတွေပါစစ်မဖြစ်ရင်အကောင်းဆုံးပေါ့သူတို့အတွက်ကတော့အဲ့ဒါမှသာသူတို့အေးအေးဆေးဆေးအုပ်ချုပ်အောင်မှာသူတို့စိတ်ကြိုက်လုတ်ချင်တိုင်းလုတ်ခွင့်ရမှာဘို့နံပါတ်2ကတော့လက်ရှိအုပ်ချုပ်သူတွေနဲ့ပေါင်းပြီးတော့စီးပွားဖြစ်နေတဲ့သူတွေပါနံပါတ်3ကတော့လက်ရှိအုပ်ချုပ်သူတွေနဲ့ပေါင်းပြီးတော့စီးပွားရှာလို့ကောင်းနေတဲ့နိုင်ငံတချို့ပါနံပါတ်4ကတော့ဘယ်သူပဲအုပ်ချုပ်အုပ်ချုပ်အေးအေးဆေးဖြစ်နေဖို့အရေးကြီးတယ်အေးဆေးငြိမ်သက်နေမှသာတကဘာလုံးဆိုင်ရာသူတို့ရဲ့မူဝါဒကိုအောင်မြင်မြင်အကောင်အထည်ဖော်နိုင်မှာလို့တွေးတဲ့တရုတ်နိုင်ငံမှာတကယ်ကအဲ့လိုတွေးတာမျိုးဖြစ်နိုင်တယ်လို့ကျွန်တော်ယူဆပါတယ် ဒါပေမဲ့စေအုပ်စုအာဏာမြင်းနေတဲ့မြတ်တည်ငြိမ်မှုရဖို့မလွယ်ဘူးဆိုတာကိုလည်းတရုတ်အနေနဲ့သိတံတလောက်တော့သိလိုက်မယ်ထင်ပါတယ်မြန်မာနိုင်ငံရဲ့သမိုင်းအလှည့်အပြောင်းကာလကိုရောက်နေပါတယ်အလွန်ကြီးမားတဲ့စင်ကုန်မှုတွေကိုရင်ဆိုင်နေရပါတယ်လူတဦးချင်းစီရဲ့စူးစမ်းအထောက်အမှုတွေဟာအဲ့ဒီအပြောင်းလဲပေါ်မှာအကျိုးသက်ရောက်မှုရှိနေပါတယ်မိတ်ဆွေဟာသမိုင်းကိုပအဝင်ရေးသားနေသူတယောက်ဖြစ်တယ်ဆိုတာကိုကိုယ်ပါသာသတိပြုမိစေချင်ပါတယ်ခင်ဗျာ